ကဲပွဲကတော့စနေမှာပဲပြိတ္တတို့ရေ UFC 323မနက်ဖန် ပွဲကြီးကတော့လောအောင်เนาะကျွန်တော်တို့ဒီပွဲကြီးကကျွန်တော်တို့ဘန်ထိုးมาဖြစ်တဲ့အတွက်လောအောင်အားပေးมาဖြစ်ပါမယ်မနေ့ကပဲဖေးအောင်လုပ်ပြီးသွားပါပြီအကုန်လုံးကတဲမှာလည်းတကယ်ကိုခမတ်မိုက်တွေအလန်းစရာလေးတွေတကယ်ကိုမျက်မှန်တွေစောင်းပြီးတော့ကျွန်တော်တို့လူကเนาะကျွန်တော်တို့ကောင်းလေးကလောအောင်ထွက်လာပါတယ်ခမျောမျောလေးနဲ့ပေါ့ တပတ်တကယ်ချန်ပီယံပိုင်ရှင်ကြီးကတော့ရုပ်တတီနဲ့ဘောနောခက်တတီနဲ့လုံးဝတကယ်ကိုစူးရှာတဲ့ပါဝါရီမျက်လုံးတွေနဲ့သူ့ကိုကြည့်နေပါတယ်။ဒါကိုကျွန်တော်တို့ဂျိုရှုအဘန်ကဘယ်လိုမျိုး ဖြိုးလိုက်မလဲဆိုတာကတကယ်ကိုယဉ်ကုန်ဖို့တော့တော်တော်ကောင်းနေပါပြီပြည်သက်တို့ရေ။ပြီးတော့ဂျိုရှုအဘန်ကအဲအင်ဂျီတဲမှာကိုမြန်မာကိုစားပြုဆိုပြီးတော့အောက်ချင်းငက်လေးကိုသူတို့ရဲ့ဒီမြန်မာနိုင်ငံသားချင်းအမျိုးသားဆိုတဲ့သင်္ကေတမျိုးလေးနဲ့သူကတော့ အင်ဂျီထဲမှာကိုသူကတမင်တသက်ကိုဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်တကယ်ကိုကုန်ယူစေရပါအွန်လိုင်းအန်ဆန်ကလည်းသူ့အိမ်ထိရောက်ပြီးတော့ဗောနော်ဂျော်ရှူအာဘန်ကိုအားပေးဖို့အတွက်လိုအပ်ကိုကျွန်တော်တို့အွန်လိုင်းအန်ဆန်ကြီးကလည်းနော်ဂျော်ရှူအာဘန်ကိုကိုယ့်ရဲ့ညီလေးအရင်လိုပဲလုံးဝကိုချစ်ခင်ပါချစ်ခင်အားပေးနေပါတယ်သူကလည်းတောက်လျှောက်ဗောနော်ကျွန်တော်ကတော့ဒီပွဲထဲမှာတော့ဖြူမဲ့ပန်သူကြီးကလည်းရုတ်တတီနဲ့တကယ်ကိုချစ်ဖို့ကောင်းတဲ့လူကြီးပါ ရမနီယာပန်သူကြောင့်အင်တာဗျူးတဲ့ချိန်ဟိုကလေးသူ့ရဲ့မိသားစုတွေနဲ့ပြန်ပြီးရောဗီဒီယိုခေါ်တွေပါပြောကြတယ်အဲ့ချိန်မှာ UFC ဘက်ကနေသူတို့တွေဗီဒီယိုခေါ်ပြောတဲ့အချိန်မှာရိုက်ကူးထားတာလေးတခုရင်ထဲရောက်သွားတာပေါ့နော်အဲ့ဒါလေးတခုပြောပြခြင်းတယ်အဲကျွန်တော်တို့ကပန်သူကြောင့်ကလေးတွေပါတဲ့အဲ့တော့သူ့ရဲ့အသားကြီးကတော့သူ့သူ့ဖေရဲ့စကားကိုသူပြောလိုက်ပါတယ် ကျွန်တော်တို့ဖေအမြဲတမ်းပြောလေးပြောထားရှိတဲ့စကားတခုရှိတယ်တဲ့ဘတော်မှအောင်မြင်ဖို့မကြောက်ပါနဲ့တဲ့အရာရာကိုလွတ်လပ်စွာရှင်သန်ပါဆိုပြီးတော့ပြောတဲ့အခါအကြီးကောင်လေးကပန်သူကြခင်ဗျာလုံးဝကိုမျက်ရည်လုံးဝကိုထိမ့်လို့မရအောင်တပပောက်ကြသွားပါတယ်သူတို့တွေ PC ခေါ်ပြောတာလေးတွေကို UFC ဖက်က ပြန်လဲရိုက်ကူးပြီးတင်ပေးတဲ့အခါကျွန်တော်ရင်ထဲမှာလည်းတကယ်ကိုရောက်သွားပါတယ်ဒီပွဲကြီးကတကယ်ကိုအတိတ်ပဲရှိတယ်ပွဲကြီးဖြစ်လာမယ်လို့တော့ ကျွန်တော်ကတော့လုံးဝကိုယုံကြည်တယ်။တကယ်ကို history ထဲမှာ ကျွန်တော်တို့ရဲ့ Joshua ဘန်ကလည်းကျွန်တော်တို့မြန်မာနိုင်ငံအတွက်တကယ်ကိုအတိတ်ပဲရှိတဲ့အတင်းကောင်းရင်ကျွန်တော်တို့အတွက်ယူဆောင်လာမှာဖြစ်တယ်လို့ပန်တိုကြအတွက်ကလည်းအဲဘဲသူ့ရဲ့ဘဝတစ်လျှောက်လုံးသူ့ရဲ့ generation အစအကုန်လုံးဒီဟာကြီးက history တကယ်ကိုသူက legendary ဆိုတော့ပြသွားမှာဖြစ်တယ်လို့ဒီပွဲကတကယ်ကိုအတိတ်ပဲရှိတဲ့ပွဲကြီးပွဲကောင်ဖြစ်လာတော့မယ်ဆိုတာ ျွန်တော်တို့မနက်ပံစောင့်ကြရအောင်